လူရည်ကျွန်းအဖွဲ့ရဲ့ကုစုဖြစ်စေကန်းကိုလှိုင်းသားရကျက်စစ်တာလန်းကနဝရတိုက်ခမ်းမှာဩဂတ်18ရက်နေ့ကဖွင့်လှစ်လိုက်ပါပြီ။လှိုင်းသားရကစေရန်နွမ်းပါသူတွေကိုစေဖို့နဲ့ကုသကမယူဘဲကုစုဖြစ်ဆောက်ရှောက်မဲ့ဒီစေကန်းဘသူတွေဝိုင်းဝန်းကူညီခဲ့ကြသလဲ။လူရည်ကျွန်း1964 1988အဖွဲ့ရဲ့ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းဦးဆောင်ပြီးကုစုဖြစ်စေကန်းကိုဖွင့်လှစ်ခဲ့ပြီးကမ္ဘောဇာဘဏ်ကအလူငွေ7000 ဥလာမျိုးကစက်သိန်း200အပြင် အခြားအလူရှင်တွေကလည်းကူညီထောက်ပံ့ခဲ့ကြပါတယ်။လှိုင်းသာယာလူမှုရဲ့လိုအပ်ချက်တွေကိုမြန်ဝါတင်တင်မြင်နေရတာမို့ဘလို့ကူညီရမလဲဆိုတာစိတ်ကူးမရင်လူရဲကျွန်းအဖွဲ့နဲ့ပေါင်းပြီး လူမှုရဲ့ကျန်းမာရေးလူမှုရေးပညာရေးတွေကကိုတက်နိုင်တာကိုဝင်ကူတာပါလို့စေကန်းနေရအသုံးပြုခွင့်ပေးတဲ့အောင်စရမြို့တော်ပိုင်ရှင်ဒေါ်ညွန့်ရင်ဝင်းကဆိုပါတယ်။လန်တရားလူတို့ရဲ့လူအပ်ချက်တွေအားလုံးအတရားမြေဝါထင်တယ်တွေ့နေတာလေဒီလူတို့ရဲ့လူအပ်ချက်ကို အမြဲတမ်းအန္တရာယ်ဘာပံ့ပိုးရမလဲဆိုတာအမြဲတမ်းကြံစည်စဉ်းစားနေတော့အတူတူဒီလူကျော်အခွင့်နဲ့ပူပေါင်းမှုတဲ့အခါကျတော့အတူတူဒီလိုက်သားရမှာတော့ကျမ်းမာရေးဘူးဘူးရေးပညာရေးစီးပွားရေးအကုန်ပေါ်အပြင်ပညာစာအကုန်ပူအပ်တယ်အဲ့တော့ဟိုတက်စွမ်းနာလေးတွေကလည်းစရပြလို့ပံ့ပိုးမှုပြည်ပြီးကြည့်ရအောင်ဆိုပြီးတော့အတူတူပြုဆောင်ခဲ့ကြတာစင်းရဲနွမ်းပါတဲ့ကလေးတွေလမ်းပေါ်ကကလေးတွေကိုပညာပေးဆွေးနွေး တွားကျမ်းမာရေးတွေစစ်ဆေးအစားအသောက်ထောက်ပံ့ရင်ဒီနေရာမှာဆေးကန်းတစ်ခုလိုအပ်တယ်လို့ယူဆပြီးဖွင့်လှစ်ဖို့ဆုံးဖြတ်ခဲ့တာပါလို့ပြောပြသူကလူရဲကျုံအဖွဲ့ကဥကြော်ထေပါကုသိုလ်ဖြစ်ဆေးကန်းဆိုတဲ့အတိုင်းဆေးဖို့နဲ့ကုသမှုကိုအခမဲ့စောင့်ရှောက်သွားမှာဖြစ်ပြီးအထွေထွေယောဂါကုဆရာဝန်ကြီး၃ယောက်နဲ့အထုကုဆရာဝန်၃ယောက်၅ရက်ပုံမှန်ထိုင်ပြီးဈာရက်တွေမှာတိုင်းရင်ဆေးနဲ့အားဖြစ်ဆေးတွေကိုဒါနပြုသွားမယ်လို့ပြောပါတယ် အားလုံးကုလိုပြပြတော့ဆေးလက်လကားပေးပါပါ။နောက်ဆရာဝန်ကြီးကအထူးရောဆရာဝန်၃ယောက်နဲ့ specialist ၃ယောက်ရှိပါတယ်။ကျွန်တော်ပုံမှန်9ရက်လောက်တော့ပြည့်အောင်ပဲလုပ်လို့ရတယ်။ကြားထဲမှာတော့တိုင်းရင်းစင်းရည်စီဝါတချို့အားပြည့်သေးတယ်ပါလို့အဲ့ဒါလို့ကျွန်တော်ကမေတ္တာနဲ့စိတ်ဓာတ်လာတယ်။တစ်ချိန်ကလူရည်ကျွန်းတွေအဖြစ်အစိုးရကတိုင်းပြည်ဗန္နာတုံးပြီးချင်းမြင့်မြောက်စားခဲ့တာကိုပြန်ပြီးမိဘပြည်သူတွေကိုကျေးဇူးပြန်ပြုတာဖြစ်ပြီးတက်နိုင်သလောက်ကုညီဆောင်ရှောက်လို့တဲ့ဆန္ဒအတိုင်း အားလုံးဝိုင်းပြီးလူအားငွေအားနဲ့အကြံဉာဏ်တွေနဲ့ကူညီကြမယ်ဆိုရင်ပိုကောင်းတဲ့အစီအစဉ်ဖြစ်မှာပါလို့ဒေါက်တာအောင်စုံမျိုးကပြောပြပါဗျာ။ဘုရားရှင်ကနိုင်ငံတော်ဗလာငွေတွေတုတ်ပြီးတော့ဒီလိုစီးနေတာဖြစ်တာကိုပြန်ပြီးတော့ဆက်လမ်းမှာပြန်ဆက်တဲ့အခါဒီလိုမျိုးတွေကိုတက်နိုင်တယ်လို့ကျွန်တော်ပြောဆောင်ကြပါတယ်။ဒီကြက်ကဆက်ကြပါဘူး။အာမေဆက်ပြီးတော့ပြောနေလို့ဆက်ကြတော့အားလုံး င်တာမှုရအញ្ញဉာဏ်အားဖြစ်ပေါ်တော့ဒီဝေမောဟဉာဏ်ရမယ်ဆိုလို့ရှိရင်တောင်းတဲ့အခြေအနေလေးတွေဖြစ်လာပါတယ်ဆက်ပါတယ်ဝင်ပြီးတော့လည်းသိကြပါဘူး